ဧရာဝတီတိုင်းမှာတော့စစ်ကောင်မရှင်ကလုံမဲ့ရွေးကောက်ပွဲအတွက်အမတ်လောင်းတွေဟာမဲဆွယ်နေကြချိန်မှာပဲစစ်ကောင်မရှင်ကနေမြေရှင်းလင်းရေးတွေလုပ်နေတာကြောင့်ပြည်သူတွေဟာအသက်အိုးအိမ်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1မှာတော့အရာရီတိုင်းကမြို့နယ်ရှစ်မြို့နယ်မှာကျင်းပပေးဖို့ကြေညာထားပါတယ်။အဲဒီရွေးကောက်ပွဲအပိုင်းတစ်အတွက်ဝင်ရောက်ရှင်ပြိုင်ရမယ့်ကိုယ်စားလှယ်လောင်းတွေဟာလူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ TikTok တွေကနေစီယုံမှုတွေကိုဦးစားပေးလုပ်နေတာကိုလည်းတွေ့ရှိရပါတယ်။အဲရွေးကောက်ပွဲကဒီ60ရွေးကောက်ပွဲကနေအခုတစ်ချိန်အထိဆိုရင်ဒါ5ချိန်ရှိပြီပေါ့နော်။အဲဒီချိန်ကတော့အဆိုးဆုံးပဲဗျ။အခုလိုဖြစ်စဉ်မျိုးတကားမှလည်းမကြုံခဲ့ဘူးပေါ့နော်။ဥတန်းရွှေလက်ထက်2010ရွက်ောက်ပွဲထက်တောင်မှအဲလူတွေကစိတ်ဝင်စားမှုနည်းတယ်ပေါ့နော်။အကြောက်တရားတွေကတော့ဒီအရင်အချိန်တွေထက်ပိုပြပါတယ်ဗျ။မဲစင်းကလည်းဒီ2020တုန်းကလိုပဲ ထူပြီးပြောင်းလဲတာမျိုးတော့တိတ်မရှိပါဘူးအဲလူတွေကလည်းတိတ်သွားတော့မကြည့်ကြဘူးပေါ့နော် ARD တိုင်းမှာတော့ရွေးကောက်ပွဲအပိုင်းတက်မှာပါဝင်တဲ့မြို့နယ်ရှင်းမြို့နယ်ကတော့ကျုံမျောပသိမ်မူပင်မြောင်းမြောင်းကျန်ငင်းမြန်အောင် လက်ပွတ်တာဟင်းဒရာစတဲ့မြို့နယ်ရှင်းမြို့နယ်ဖြစ်ပါတယ်မူပင် မြို့နယ်မှာတော့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်တာဝန်ယူခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းကအရွက်ဝင်လဲပြီးစံခိုင်းပါတီကနေဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါဗျ လက်ရှိမှာတော့ပါတီတွေဟာရွေးကောက်ပွဲအတွက်မဲဆွယ်နေကြတယ်ဆိုပေမဲ့ကြံခိုင်ပါတီပြည်သူပါတီနဲ့ပြည်သူရှေ့ဆောင်ပါတီတွေကိုတော့မြောက်ပေးသူတွေရောရှုံချသူတွေရောနဲ့လူမှုကွန်ရက်မှာတော့ပွဲစီနေတာလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတဲ့စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့က စပင်ချေးရွာကိုပေါင်900ဘုံသီးတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဂျက်ဖိုက်တာတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်24ဦးထပ်မင်းနဲ့တေဆုံးခဲ့ပြီးအိုးအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်လို့ AWR PDF view ဟာ29 AWR တိုင်းပတ်ကဖားနဲ့ပြည်သူ့လူမျိုးရေးတပ်ဖွဲ့ PLF2 ကအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်လာပါတယ်။ AWR တိုင်းမှာကတော့ငရဲကြနေတဲ့နေရာတွေကငရဲကြနေသလိုပျော်ပါနေတဲ့နေရာတွေကလည်းပျော်ပါနေကြတာပါပဲ။ ရွေးကောက်ပွဲမှာမဲရရင်ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ပြောပြီးမဲဆွံနေတဲ့နိုင်ငံရေးသမားတွေဆိုတာလဲစစ်တပ်ကိုကြောပြီးဘာလုပ်လို့ရလို့လဲ AR တိုင်းမှာဩဂတ်စလဒုတိယဘက်ကစတင်ပြီးအာနာသိန်းစစ်စိုးရကကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲပေးနီအသိပညာကောင်းစဉ်နဲ့ပြည်သူတွေကိုဖိအားပေးခေါ်ယူပြုလုပ်နေပြီးလာရောက်ချင်းမရှိတဲ့ပြည်သူတွေကိုတန်းငွေရိုက်တဲ့အပြင်ရွေးကောက်ပွဲရောက်ရင်စက်ခိုင်ပါတီကိုမဲထဲဖို့ပြောဆိုတာတွေလည်းရှိတယ်လို့သိရှိရပါတယ် စစ်ကောင်မရှင်လောက်ခံ ARI တိုင်းတိုင်းကျန်းမာရေးဦးစီးမှုဒေါက်တာတီဟာရဲ့အတင်းအာဓမဆဲလွတ်ခံရမှုနဲ့ငပြားဆေးဖြန့်သွားရတဲ့နန်းစီတရံဝန်ထမ်းတူရေစီးနဲ့တူမျိုးပါကရေနစ်တေဆုံးသွားကြောင်းဒေသခံတွေနဲ့ဝန်ထမ်းတွေစီကသိရပါဗယ်တေဆုံးသူမှာတိုင်းငပြားဝန်ထမ်းဦးတီဟာအေးလွင် ကြီးကျက်နှစ်ဖြစ်ပြီးနိုဝင်ဘာ3ရက်နေ့ကငပူရောမြို့နယ်မော်တင်ကားလန်တလျှောက်မှာငပြားဆေးဖြန့်နေစဉ်စမ်းကြောင်းရေစီးနဲ့တူမျိုးပါသွားတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ် စမ်းကြောင်းရည်စည်းနဲ့တူမျိုးပါသွားတဲ့ဥတီဟာအေးလွင်ရဲ့ရုံလောင်းကိုနိုဝင်ဘာ9ရက်နေ့မှာဒေသခံတွေရဲ့ရှောက်ဖွေမှုနဲ့တွေ့ရှိခဲ့ပါတယ်။မပူတော့မော်တင်လမ်းကြောင်းမှာဝင်းကြီးခီးစဉ်ရှိလို့ဝင်းကြီးကိုဖားရဖို့တိုင်ယုံကနေငှဖျားဆေးဖျန်းလွတ်တယ်။သူ့လက်ထက်မှာငှဖျားကင်းစင်ကြောင်းပြကျင်တာဝင်းနှန်းတွေကိုလှည့်ကြစနစ်နဲ့ထောက်ပံ့မှုမပေးဘဲတွတ်တယ်။အဲဒီမှာပဲမိုးများနေတဲ့ရန်လွတ်တော်ခုလိုသေးတဲ့အထိဖြစ်လာရတယ်လို့ AR တိုင်းချက်မှရေးဦးစီးဌာနရှိ နန်စီရီယံဝန်ထမ်းတူက ERI Times ကိုပြောပါရယ်တင်းဆုံးသွားတဲ့ဥတီဟာအေးလွင်နဲ့ပတ်သက်လို့တိုင်းကျန်းမာရေးဌာနကတစုံတရာထောက်ပံ့မှုတောင်းဝင်ယူမှုမရှိဘဲမိသားစုဝင်တွေကသာတောင်းဝင်ယူခဲ့ရတယ်လို့ဒေသခံတွေကပြောဆိုပါရယ်ဒါအပြင်တိုင်းကျန်းမာရေးဦးစီးမှုဒေါက်တာတီဟာဟာဝန်ထမ်းတွေကို၎င်းရေးသားခိုင်းတဲ့အတိုင်းထူးခြားဖြစ်စဉ်ကိုရေးသားခိုင်းတယ်လို့နန်စီရီယံဝန်ထမ်းတွေစီကသိရပါရယ်တိုင်းကျမ်းမာရေးဦးစီးမှုဒေါက်တာတီဟာဟာ တိုင်းယုံနန်းစီတရားဝန်ထမ်းတွေကို နေစဉ်ဆေးရေးတိုင်းထွာပြီး၎င်းမျက်နာရရေးအတွက်အကြောင်းမျိုးမျိုးပြကမကြာခဏအလို့ထုတ်ပယ်လေရှိကြောင်းလည်းနန်းစီရင်ဝန်ထမ်းတွေကဆိုပါတယ်။အေရီတိုင်းလေးမျက်နာမျိုးနယ်မှာစစ်ဘေးရှောင်တွေကိုခေါ်ယူပြီးအခြေခံစားတောက်ကုံချို့ပေးကမဲထဲဖို့အတွက်စစ်ကွန်မရှင်လောက်ခံတိုင်းဆိုရဖွဲ့က PRP ပြောဆိုခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကုန်ရက်ကမြို့နယ်အကစားခမ်းမမှာစစ်ဘေးရှောင်လာသူတွေကို ဝင်းကြီးချုပ်ဦးတင်မောင်ဝင်းကိုရိုင်ခေါ်ယူတွေ့ဆုံကရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးရမယ်လို့ပြောကြားခဲ့တာပါဆန်သုံးမီလောက်နဲ့စီတပူးရတယ်စစ်ဘေးရှောင်တွေက16နှစ်ပြည့်တဲ့သူတိုင်းရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးဖို့ခေါ်ပြောတဲ့သဘောပါပဲလို့ရခိုင်ကစစ်ရှောင်လာသူတူက ERI Times ကိုပြောပါရယ်လက်ရှိမှာစစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့စိတ်ပါဝင်စားမှုနည်းတာကြောင့် ဝန်ထမ်းတွေနဲ့စစ်ပေးရှောင်တွေကိုမဲပေးဖို့ဖိအားပေးတာဖြစ်တယ်လို့ဒေသခံတွေကသုံးသပ်ပြောဆိုပါတယ်။စစ်ကောင်မရှင်ကရွေးကောက်ပွဲကိုအပိုင်း၃မိုင်ခွဲကကျင်းပမယ်လို့ကြေညာထားပြီးရွေးကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာ၂၈ရက်မှာပြုလုပ်ဖို့စီစဉ်နေပါတယ်။ရခိုင်ပောင်ဝင်အေယော်ရီတိုင်းငတိုင်းချောင်းရေကြီးလေးမျက်နှာမြို့နယ်တွေမှာအာရဖတက်တော်အေပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေဟာ အရာရီတိုင်းတွင်းရှိနိဆက်ရမြို့နယ်တွေကိုစစ်ပေးရှောင်နေကြရပါတယ်။အရာရီတိုင်းတွင်းရှိလေးမျက်နှာမြို့နယ်မှာစစ်ကောင်မရှင်နဲ့အာရခတက်တော် AA အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်ကစစ်ကူတွေဇက်တိုက်ပို့နေရတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့နိုဝင်ဘာ6ရက်နေ့ကလည်းလေးမျက်နှာနဲ့ရေကြီးအဆက်ကိုဟင်္ဒရာဘက်ကနေအမိုးအုပ်စစ်သုံးကားကြီးတွေနဲ့စစ်ကူတွေပို့ဆောင်ခဲ့ပါတယ် ဒီမျက်နှာဆက်ရှိခြေရွာတွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီးစစ်ကောင်မရှင်ဘက်ကစုလိုက်ပြုံးလိုက်တိုက်စုံမှုတွေရှိတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါဗျ။အခုနိုဝင်ဘာအစရက်မှာကိုစစ်တပ်ဘက်ကစုလိုက်ပြုံးလိုက်သေးတယ်။နှစ်ဖက်အထီးကရှိပေမဲ့စစ်တပ်ဘက်ကတေးချက်ကတရားလုံးမဲ့လမ်းကြောင်းပြောင်းပြီးစစ်ကူပို့နေရတယ်လည်းသိပါဗျ။တေးရင်သေးမတေးရင်ပြေးပဲလို့လေးမျက်နှာကတော်လန်ရင်နဲ့နီးစပ်သူတူက ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်ကဒရုန်းမုံကျဲတိုက်ခိုက်မှုပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါပြုလုပ်နေပြီးစစ်မှုရန်တင်နန်းသားတစ်တွေကိုလေးမျက်နာတိုက်ပွဲကိုဇက်တိုက်ဆေးလွတ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာဒုတိယပတ်အတွင်းကစစ်သုံးကားကြီးအစီး20နဲ့လေးမျက်နာကိုစစ်ကွန်ရပို့ထမ်းရပြီးအခုရပိုင်းတွင်စစ်ကူတွေထက်မှန်ပို့လာရတာဖြစ်ပါတယ်။တိုက်ပွဲတွင်တေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုပသိမ်ကိုပြန်လည်တည်ဆောင်လာပြီးတေဆုံးသူတွေကိုရှင်ပြင်းတင်မိတဲ့ကြိုဆက်ကိုပို့ဆောင်ပြီးဒဏ်ရာရသူတွေကိုတော့ပသိမ်စစ်မြေပြင်ဆေးတန်ရင် မဆရလေးကိုပို့ဆောင်နေရတယ်လို့ဒေတာကန်တွေကဆိုပါတယ်။လေမျက်နှာရှိဆက်ဆက်ယူရောင်ဝင်းကျင်ကိုအေအန်နဲ့ပူပေါင်းတက်တွေကတိမ့်ပိုက်ထားပြီးစစ်ခုတက်လာတဲ့တက်တွေနဲ့ဝိုင်းဘက်ပိတ်ဆို့ဖို့လာတဲ့တက်တွေကိုကြားဖြတ်တိုက်ခိုက်တဲ့အတွက်စစ်ကော်မရှင်ဘက်ကအထင်အားနေတယ်လို့သိရှိရပါတယ်။အခုနောက်ပိုင်းမှာစစ်ကော်မရှင်ကစစ်ကူလမ်းကြောင်းကိုပြောင်းလိုက်ပြီးဟင်းဒရာကွင်းကောက်ဘက်ကနေဘယ်ပြားကုန်းစာစီကုန်းကိုဖြတ်ကလေမျက်နှာကိုစစ်ကူပို့နေတယ်လို့သိရပါတယ်။ အီယရီတိုင်းတွင်းမှာရာဇဝတ်မှုတွေထူပြောနေပေမဲ့ကျူးလွန်သူတွေကိုဖော်ထုတ်ဖန်ဆီးနိုင်တာမရှိတဲ့အခြေအနေတွေကြောင့်ဒေသခံပြည်သူတွေကတော့စစ်ကောင်စီလောက်ခံရဲတပ်ဖွဲ့ကိုဝေဖန်ပြောဆိုနေကြပါတယ်။ဟင်္ဒရာမျိုးကဆရာဝန်လင်မယားအသက်ခံရမှုမှာဆိုရင်တလာခွဲကြုံလာတဲ့အထိကျူးလွန်သူတွေကိုဖမ်းမမိသေးတာကြောင့်ဒေသခံတွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်။အီယရီတိုင်းဟင်္ဒရာမျိုးသုံးပင်ခွင့်ရပ်ကွက်ကဘူအောင်ကျော်လန်းကစေကမ်းမှာစက်တင်ဘာ၈ရက်နေ့က သွားထုတ်ကိုဆရာဝန်ဒေါက်တာတင်မောင်ထွန်းနဲ့ဇနီးဖြစ်သူဒေါ်စင်မင်းသက်တို့အသက်ခံရပြီးအခြားအိမ်သားနှုတ်ပါထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ် CCTV မှာလည်းဒီကလစ်ဆိုင်ကအဖြူရောင်နဲ့ဒီမိုးကအနေအောင်ချုံထားတဲ့သူကိုတွေ့ရတာနဲ့အခုထိဖမ်းဆီးနိုင်တာမျိုးမရှိသေးပါဘူးကရဲတွေကလည်းဒီလိုင်းကြီးကလွယ်ပြီးကျန်တာစိတ်ဝင်စားတော့ဘူးလေဒီအဲမြို့ပေါ်မှာလည်းဒီတရားဥပဒေမကင်းလာဘူးဒီလိုမျိုးဖြစ်နေတာပေါ့နော်ဟိုက အသက်ခံရသူတွေရဲ့အိမ်ကိုဝင်ထွက်ရှိတဲ့လူငယ်ချို့ကိုဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပေမဲ့အမှုမှန်ပေါ်ပေါက်တာမရှိသေးဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကသိရပါဗျ။ဟင်္ဒရာမြို့မှာမူရင်စင်းဝါတွေပေါ်များလာတာကြောင့်လစဉ်လာတိုင်းလူသတ်မှုတွေဖြစ်ပွားနေပြီးတရားဥပဒေစိုးမိုးမှုကင်းမဲ့နေတယ်လို့လည်းပြောကြပါဗျ။ဒါအပြင်ဟင်္ဒရာမြို့မှာအော်တိုဘားလာဆန်းပိုင်းကလမ်းသွားလမ်းလာတွေကိုဆိုင်ကယ်နဲ့လိုက်လံလူရဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ ဥဝိဇာရလန်အနီးမှာမတ်တက်ပြီးဆိုင်ကနဲ့လူရက်တဲ့သူဟာမနေ့အစောပိုင်းနေကလာတဲ့ဈေးဝယ်သူတွေခရီးသွားသူတွေနဲ့ဈေးသည်တွေကို ပြစ်မှတ်ထားလူရက်နေပြီးရဲစခန်းကိုတိုင်ကြားပေမဲ့ဖမ်းဆီးနိုင်တာမျိုးမရှိဘူးဒီလိုဖြစ်စဉ်တွေပြင် AR တိုင်းတွင်းမှာထူးခြားတဲ့မှုကင်းတွေဖြစ်ဘုံကြီးကကျူးလွန်တဲ့တပ်ငယ်မရင်းမှုနဲ့မတန်ဆွမ်းသမီးပေါ်ဖခင်ကကျူးလွန်တဲ့အတ္တမှမှုလည်းဖြစ်ပွားခဲ့ပါတယ် အေရီတိုင်းအိမ်မဲမြို့မှာမတန်ဆွမ်းဖြစ်နေတဲ့သမီးရင်းကိုအချိန်ချင်းကိုဝင်ဆောင်ခိုင်းတဲ့အခြေအနေထိအာတမပြုကျင့်ခဲ့တဲ့အသက်50ရွယ်ဖခင်ကိုမူပင်ရဲစခန်းမှာဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။အေရီတိုင်းတွင်းကရဲတွေဟာရဲသားတွေကိုမတရားပုံမတက်ဖမ်းဆီးအကြက်ကင်ငွေညစ်တာတွေလောင်ကစားဝိုင်းနဲ့နှလုံးသုံးလုံးတိုင်တွေစီကတရားဝင်ငွေကြေးတောင်းခံတာတွေငွေရစေးရောင်းတာတွေ တည်ယူပေးတာတွေလုပ်နေပြီးပြည်သူလူထုကိုကာကွယ်ပေးရမယ့်တာဝန်တွေ ပြတ်ပွက်နေတာကြောင့်တရားဥပဒေစိုးမိုးမှုကိမ့်မဲ့လာတယ်လို့ပြည်သူတွေကဆိုပါတယ်